ငားရဲ့လက်တွေညောင်းနေတယ်လို့ခံစားရတယ်။ဒါလေးကိုအတူတူရေးကြည့်ကြရအောင်။ငားရဲ့လက်တွေဆိုတော့ my hands လက်နှစ်ဖက်လုံးကိုပြောချင်တာဖြစ်တဲ့အတွက် exclaim ပေါင်းပေးရမယ်။ညောင်းနေတယ်လို့ခံစားရတယ်။ညောင်းတာကို tired ဒါမှမဟုတ် exhausted ဒါမှမဟုတ် heavy ကြိုက်တာတော့သုံးလို့ရပါတယ်ဥပမာငါရဲ့လက်တွေညောင်းနေတယ်ဆိုလို့ရှိရင် my hands are tired my hands are exhausted my hands are heavy ကဲ၍များငါရဲ့လက်တွေနာနေတယ်လို့ပြောချင်တယ်ဆိုရင် my hands are sore s o r e sore နာကျင်တာဒီနေရာမှာကိုရေးချင်တာကငါရဲ့လက်တွေညောင်းနေသလိုခံစားရတယ်အဲ့လိုမျိုးတလိုလိုဖြစ်နေတယ်တလိုခံစားရတယ်လို့ပြောချင်တယ်ဆိုရင် i feel like ဒါလေးကို သုံးလို့ရတယ်ငါရဲ့လက်တွေညောင်းနေသလိုခံစားရတယ်ဆိုရင် i feel like My hands are exhausted. I feel like my hands are heavy. ငါရဲ့လက်တွေညောင်းနေတယ်လို့ခံစားရတယ်။တခခုကိုညောင်းနေတယ်လို့လို့တလူလူဖြစ်နေတယ်တလူလူခံစားရတယ်လို့ပြောချင်တယ်ဆိုရင် I feel like ကိုသုံးလို့ရတယ်နားလည်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးသွားနော် Thank you bye bye